သူတို့ပုံခုနေတဲ့နေရာကိုဒိုရာဒိုငါးရီထိသွားခဲ့ပါပြီ။ယခုမှချိန်မှာသူတို့ရဲ့အသက်အန္တရာယ်အတွက်အကောင်းဆုံးထိမဲ့ဆုံးဖြတ်ချက်ကတော့ဒိုရာဒိုငါးရီရဲ့ယန်ကနေလွတ်အောင်အစွမ်းကုန်ပြီးဖို့ဖြစ်ပါလေ။လူမျိုးဖို့ကလည်းမဖြစ်နိုင်တဲ့အခြေအနေမှရှိနေပါလေ။ဒါပေမဲ့ဒီငါးရီမှာတော့အခြားဘယ်ငါးရီညမှမတူတဲ့ထူးခြားတဲ့စွမ်းရည်တစ်ခုရှိနေပါလေ။သူတို့ဟာလေးပေါ်မှာပြန်နိုင်တဲ့ငါးပြန်တွေပဲဖြစ်ကြပါလေ။ ုဆိုရင်ဒိုရာဒို9တွေဟာရေထဲမှာကျန်ခဲ့ပြီဖြစ်ပါတယ်။ငါးပြန်ဒီဟာသူတို့အမိရဲ့အားကောင်းတဲ့တွန်အားကိုအသုံးပြုပြီးတော့ဒီထဲကိုပြန်တက်ကြပါတယ်။ငါးပြန်တွေရဲ့ခန္ဓာကိုယ်မှာတောင်ပန်နဲ့ဆင်တူတဲ့အရာတွေလည်းရှိနေပါတယ်။လေထဲကိုရောက်ရှိချိန်မှာတော့အဲ့ဒီတောင်ပန်တွေကိုဆန့်ထုတ်ပြီးလီဟုန်စီးကြတာဖြစ်ပါတယ်။ဒီတိုင်နှုံကောင်းမဲ့ဆိုရင်ဒီငါးပြန့်တွေဟာမီတာရာပေါင်းများစွာအထိလေဟုန်စီးနိုင်ကြပါတယ်။ ဒါပေမဲ့တုတ်ဖောက်မှာလည်းသူတို့အဲ့ဒီလိုလေထဲမှာပြန်နိုင်နေတာကသူတို့အတွက်အန္တရာယ်ရှိနေပြန်ပါတယ်။အဲ့ဒါကတော့သူတို့ကိုအမဲလိုက်ဖို့လေထဲမှာအသင်းစောင့်နေတဲ့ free game ငှက်တွေရှိနေလို့ဖြစ်ပါတယ်။ free game ငှက်တွေအတွက်ကတော့ဒါဟောင်းမဟာအခွင့်ရေးဖြစ်ပါတယ်။ free game ငှက်တွေကပါအမဲလိုက်ပွဲတဲ့ကိုဝင်လာတဲ့အခါမှာတော့ငါးပြန်တွေဟာပင်လေတွေကနတ်ဆိုးနဲ့ကောင်းကင်မှာမကောင်းဆိုးဝါးကြမှာပိတ်မိနေသလိုဖြစ်နေကြပြီးရှေတူးမြနောက်ဆုံးမြအခြေအနေဖြစ်နေပြီဖြစ်ပါတယ်။ တကယ်၍ငါးပြန်ဒီဟာလေထဲမှာအရန်မြင့်အောင်ပြန်တန်းသွားရင်လဲ free game ငတ်ဒီအတွက်လွဲကူးတဲ့သားကောင်တွေဖြစ်သွားနိုင်တယ်လို့တဖက်မှာလည်းအပေါ်ကတိုက်ခိုက်မှုကိုရှောင်သိမ်းဖို့ရေထဲကိုပြန်ငုတ်ချလိုက်မယ်ဆိုရင်အောက်မှာအသင်းဆောင်နေတဲ့ဒိုရာဒို9နေရဲ့ပတ်သက်သေးကိုရောက်သွားနိုင်ပါတယ်။နောက်ဆုံးမှာတော့ငါးပြန်လေးတွေဟာအန်ဒီယန်နှစ်ခုလုံးကနေလွတ်မြောက်အောင်ရှောင်သိမ်းနိုင်ခဲ့ကြပါဘူး။ ီတစ်ချိန်မှာတော့ရေထဲရောက်ရှိသွားတဲ့ငါးပြက်လေးဟာဒူရာဒို9နှစ်ရဲ့စားသုံးခြင်းကိုခံလိုက်ရပြီဖြစ်တယ်လို့လေထဲကိုပြန်တက်သွားတဲ့ငါးပြက်လေးဟာလေဖရီကိန်းငတ်တရဲ့အမဲလိုက်ခြင်းကိုခံလိုက်ရပြီဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ဒီဗီဒီယိုလေးကမိတ်ဆွေတို့ကိုခဏတာစိတ်အပန်းပြေစေတယ်ဆိုရင် like and follow လေးနှိပ်ပေးခဲ့လို့ရပါတယ်။နောက်ထပ်ဗီဒီယိုတွေကိုလည်းဆက်တိုက်တင်ပေးသွားမှာဖြစ်ပါတယ်။